တူရင်းတယောက်ရဲ့တိတ်ခါတူရီဘဝလှပဖို့ပဲဟုတ်ပြီနော်အဲဆိုဘရင်တယောက်ရဲ့တိတ်ခါဟာသူ့ရဲ့နိုင်ငံတော်လှပဖို့ဖြစ်တယ်အဲ့တော့ဘရင်နဲ့ဆိုင်တဲ့တိုက်ပွဲကိုဘရင်ကတိုက်ရတူရင်းနဲ့ဆိုင်တဲ့တိုက်ပွဲကိုတူရင်းကတိုက်ရအဲ့တော့တူเจ้าသားတယောက်ဟာ ဂေါလိယက်ကိုနိုင်ချင်းရှုံချင်းကသူ့ရဲ့တိတ်ခါမဟုတ်ဟုတ်ပြီနော်ဘယင်တပါးဟာသိုးရင်းတယောက်ကိုနိုင်ချင်းရှုံချင်းကသူ့ရဲ့တိတ်ခါမဟုတ်အဲ့တော့ရှောလို့ဘယင်ကဂေါလိယက်ကိုမတိုက်ဟုတ်ပြီနော်အော်သူကြည့်ရတာတိုက်ခိုက်ခြင်းစိမ်မရှိဘူးလို့ထင်စရာရှိတယ်ဒါပေမဲ့အဲ့ဒါသာမတိုက်တာဘာမဟုတ်တဲ့သိုးចောင်းသားတယောက်ကိုကြောင့်တစ်ချိန်လုံးလိုက်တယ်ဟုတ်ပြီနော်သူ့နဲ့ဆိုင်တဲ့တိုက်ပွဲကျတော့တိုက်လားမဆိုင်တဲ့ဟာကျတော့တစ်ချိန်လုံးလုပ်တယ် တချို့တွေဘုရားကျောင်းမှာတက်တည်ခံဖို့ဆိုလို့ရှိရင်အတန်မထွက်ဘူးစုတောင်းခိုင်းအတန်မထွက်ဘူးကျေးဇူးတော်ချီးမွမ်းခိုင်းအတန်မထွက်ဘူးအိမ်မှာဆိုသူ့အတန်ကြီးပဲရက်ကိုထဲမှာရံဖြစ်ဖို့ဆိုလို့ရှိရင်တက်တည်ရှိတယ်ဘုရားကျောင်းမှာတက်တည်ခံဖို့ဆိုရင်တက်တည်ကဘယ်ရောက်သွားမှမသိဘူးဟုတ်ပြီနော်အဲ့ဒါရှောလူလို့ခေါ်တယ်ရှောလူလို့လူတွေအတင်းတော်မှာတပုံကြီးကြည့်လိုက်အိမ်မှာသူ့အတန်ကြီးပဲတကားလုံးပျော်ဝဲစားထွက်မလားသူ့အတန်ကြီးပဲဟုတ်ပြီနော်ပန်းညာတော့ရောက်ဝေးဆိုလို့ရှိရင်သူထိတ်ဆုံးอ่ะ ရုပ်ရည်ကြည့်မယ်ဆိုရင်သူထိတ်ဆုံးကဖျားရှိခိုးတော့မယ်ဆိုဘယ်ပြောက်သွားလဲမသိဘူးလားဟုတ်ပြီနော်အဲ့တော့ဒီကနေ့ဒါဝိတ်ရဲ့တိုးတွေတွားကြည့်လိုက်ဒါဝိတ်ကတိုးချောင်းသားစစ်စစ်ဖြစ်တယ်ကြောက်ရင်တော့လိုက်ရှာဟုတ်ပြီနော်သူ့တိုးတွေကိုစိမ့်လန်းတော့အရမအိတ်စီတာတော့မျက်နှာကိုသူလမ်းပြပြီးလို့ရှိရင်အဲ့ဒီဘယ်နေရာကိုပဲဖြက်ဖြက်သူကတိုးတွေနဲ့အမြဲတမ်းအတူရှိအဲ့တော့ဒါဝိတ်ရဲ့တိုးတွေဟာအမြဲတမ်းကြည့်လို့ရှိရင် ခိုင်ခန့်ဒါဝိရဲ့တူတယ်တူတိုင်းစစ်စစ်ကတူးကြံခိုင်အောင်တိဆောက်တာမဟုတ်ဘူးတူးတွေရဲ့ဘဝခိုင်ခန့်အောင်တိဆောက်ပေးတာဖြစ်တယ်ဟာလေလုယာတချို့တူးကြံကြီးတွေကြီးလိုက်ခိုင်းနေတာတူးတွေကြီးတော့ပေလီချောက်ကားနေတာအဲ့ဒါဟုတ်ပြီနော်ကျွန်တော်ဖြီပသွားတယ်ပေါ့နော်အဲ့မှာကျွန်တော်နိုင်ငံတကာနိုင်ငံရောက်တော့သူကကျွန်တော်လိုက်ပြဖះရှောင်းတော်တော်လှကြီးပဲကျွန်တော်အိုးလှလိုက်တာဆိုတော့ ်ဆိုင်ရဲ့ဒါပေမဲ့အဲ့ဒါဖះเจ้าမဟုတ်တော့ဘူးတဲ့စားတော့ဆိုင်ဖြစ်သွားပြီတဲ့ဘာကြောင့်ဆိုအတေအဲ့ဖះเจ้าကစားတော့ဆိုင်ကိုရောင်းလိုက်တာဘာကြောင့်လဲဆိုရင်ဖះเจ้าကအကြီးပဲလှတယ်လှတော့ကြောက်တော့ဦးနေစောက်ထားတာဖះเจ้าတက်ပဲသူမရှိတော့ကဲဆိုဖះเจ้าခိုင်လားဖះเจ้าခိုင်လားဖះเจ้าကခိုင်တယ်မခိုင်တာဘယ်သူတွေလဲဖះသားတွေအဲ့ကြောင့်ဒီကနေ့တိုးတဲ့ဒီတိုးချံခိုင်အောင်တိဆောက်တာထက်တိုးတွေရဲ့ဘဝခိုင်ခိုင်အောင်တိဆောက်တာဖြစ်တယ် ကျွန်တော်ဖခင်ကအရန်ရိုးတယ်အ82နှစ်မှာဆုံးတယ်ကျွန်တော်ဖခင်ဆုံးတာဆုံးတာတီဗီတောင်မဖွင့်တော့ကျွန်တော်ဖခင်ကျွန်တော်ဖခင်ဘယ်လိုလဲမသိဘူးဘယ်လိုခေါ်မလဲတော်တဲ့အထဲမှာမပါဘူးပေါ့ကျွန်တော်နိုင်ငံခြားရောက်အောင်မပို့ပေးနိုင်ဘူးကျွန်တော်ဖခင်ဒါပေမဲ့ကျွန်တော်ဖခင်ကောင်းတဲ့ချက်ကပါလားဒီလားကျွန်တော်ဖခင်စီရောက်အောင်ပို့ပေးနိုင်တာဟာလေလုယာဟုတ်ပြီနော်ကျွန်တော်နိုင်ငံခြားရောက်အောင်တော့မပို့သွားဘူး စိုးသွားနေတယ်မပြောင်းလဲလမ်းလွဲနေတဲ့သားကိုဖះစီ ရောက်အောင်ပို့ပေးနိုင်တဲ့ဖခင်ဖြစ်တယ်ဒီကနေ့အထိကျွန်တော်ဂုံယူရကျွန်တော်ဖခင်အတွက်တင်းဟိုးဆရာတယောက်ကတင်းကိုနိုင်ငံခြားရောက်အောင်ပို့နိုင်လားမပို့နိုင်လားဆိုတာအထက်ဖះစီရောက်အောင်ပို့နိုင်လားမပို့နိုင်လားအဲ့ဒါအဓိကကြာလေလုယအဲ့ကိုသိစေချင်တာဒီကနေ့နှုတ်ကပတ်တော်တင်တန်းနေတင်းတော်မှာရှိနေတာကောင်းတယ်ဘာကြောင့်လဲတင်းတို့ရဲ့အထက်ခိုင်ခံ့မှုဖြစ်တယ်အဲ့တော့ဒီကနေ့တင်းရဲ့အိမ်မှာ တီဗီတွေနဲ့ပြည်နေလားကားတွေနဲ့ပြည်နေလားစိတ်တွေနဲ့ပြည်နေလားရွှေတွေနဲ့ပြည်နေလားရတယ်ကြံစည်မရှိဘူးဒါပေမဲ့အဲ့ဒါခိုးလို့ရတယ်မှတ်ထားဟုတ်ပြီနော်တန်ကြီးပိုးရဖြက်စီးလို့ရလားရတယ်လေတန်ကြီးပိုးရဖြက်စီးလို့ရလားအော်ရွှေရခိုးလို့မရဘူးလေရတာပေါ့ငွေခိုးလို့ရလားရတာပေါ့နော်ဒါပေမဲ့သိစီမှာမြဲမဲ့အရာကနှုတ်ကပတ်တော်ပဲဖြစ်တယ်ဟာလေလုယား အဲ့တော့နှုတ်ကပတ်တော်ရှိလာလို့ရှိရင်အဲ့ဒီအရာတွေကိုဘလို့ကြိုက်တွေသုံးဆွဲရမလဲဆိုတော့တိလာနှုတ်ကပတ်တော်မရှိလို့ရှိရင်လူတယောက်ကိုကြည့်လိုက်ဖျားမရှိလို့ရှိရင်အဲ့ဒီသူကချမ်းသာလဲကြိုးမရှိဘူးစင်းရဲလဲကြိုးမရှိဖျားရသွားလို့ရှိရင်အဲ့ဒီသူကချမ်းသာတယ်လဲအဆင်ပြေတယ်စင်းရဲလဲအဆင်ပြေတယ်အဲ့ဆိုစင်းရဲချမ်းသာကသူ့ကိုပိုင်းခြားသွားတာမဟုတ်ဖ ೇನೆ ဖျားကိုရခြင်းမရခြင်းကပဲပိုင်းခြားသွားတာယောဘလက်ထဲမှာရှိတဲ့ကြိုးဝမှုကဖျားဖို့ထင်ရှားစေတယ်အဲ့တော့စာရန်ကတင့်ကို ကဲကျွန်တော်နည်းနည်းမေးချင်တယ်စာတန်ကတင့်ကိုချမ်းသာအောင်လုပ်ပေးလားဆင်းရဲအောင်လုပ်လားညာဒီမှာဒါစာတန်တင့်ကိုချမ်းသာစေချင်တာလည်းမဟုတ်ဘူးဆင်းရဲစေချင်တာလည်းမဟုတ်ဘူးဖျားနဲ့ဝေးစေချင်တာဒါပဲယောဘကိုဆင်းရဲစေတဲ့စာတန်ကယေရှုကိုစတော့ချမ်းသာစေတယ်ငါ့ကိုပြုတ်ဖို့ကိုးကွယ်ရင်လောကဘုံစည်းစိမ်တိုင်းနဲ့အကုန်ပေးမယ်စာတန်ပြောလားပြောတယ်အဓိကက ကိုးကွယ်ခြင်းမှားသွားဖို့ပဲအရေးကြီးတယ်မင်းကိုးကွယ်ခြင်းမှားဖို့ဆိုလို့ရှိရင်မင်းကိုစိတ်ရှင်ဝင်အပြည့်လဲပေးမယ်မှားဖို့ပဲဖះနဲ့ဝေးဖို့ပဲလိုတယ်ဟုတ်ပြီနော်အဲ့ဒါဆိုဖះနဲ့ဝေးတယ်ဆိုတာဘာလဲလို့မေးစရာရှိလူတယောက်ပျက်စီးတာဖះနဲ့ဝေးတာလေစာတန်ကြောင့်ပျက်စီးတာမဟုတ်တော့အဲ့ဒါကြောင့်ဖះစာတန်ကတင့်ကိုလှုပ်ရင်ဖះနဲ့ဝေးအောင်ပဲလှုပ်တယ်စာတန်ကြောင့်လည်းလေးလေးပြပြအရက်မူရစေဝလောင်းကစားအဲ့ဒီအရာတွေနဲ့သွေးဆောင်နေလို့ရှိရင် အဲ့ဒါကလေစာမတက်ပေမတက်စာတန်လို့ခေါ်တယ်မှတ်တာဟုတ်ပြီနော်ဂျလီဘီစာတန်ပေါ့လေတကယ်စာတန်ကအစ်င့်မြင့်ပြီဟေးဆိုရင်အဲ့ဒါတွေလည်းအလုံးမလုပ်တော့ဘူးသင်ရဲ့စိတ်နှလုံးကိုမောင်းအောင်လုပ်ဘောင်းမောင်းလို့လေစိတ်နှလုံးအဲဆိုအမားတွေကိုအမှန်ထင်အမှန်တွေကိုအမားထင်တယ်ဖျားလူကိုအလကားလူလို့ထင်တယ်အလကားလူကိုဖျားလူလို့ထင်တန်ဖို့မဟုတ်တာတွေကိုတန်ဖို့နေနဲ့တတ်မှတ်တယ်ဆိုတော့ တချို့တွေကလေထူးထူးခြားခြားနေရာတွေကိုရောက်ချင်တယ်ထူးခြားတဲ့အသုံးဆောင်ပစ္စည်းတွေလည်းအရင်ဝတ်ချင်တယ်ကျွန်တော်ပိတ်ဆိုတယောက်ရှိတယ်နာယအမှန်ကဆွစ်ဇာလန်ပတ်တယ်ဖနက်ကစပိန်ရောအိန္ဒိယ USA လူကြီးတော့ဗမာဒါကြောင့်မင်းအပြည့်မသွားတဲ့ရိုက်လူလိမ့်မယ်သူများဟုတ်ပြီနော်ဘာကြောင့်လဲလူကလွဲပြီးကျန်တာအကုန်တန်တယ်လေနော်အဲ့တော့ဖယားကတင်ဝတ်တဲ့ဝတ်စားတဲ့တင့်ကိုတန်ဖို့ရှိအောင်တိဆောက်ပေးတာတချို့ကအဝတ်ပဲတန်တယ်လူကသုံးမရတချို့နာရီကောင်းစားပတ်တယ် နိုင်သိန်း90တန်ပတ်ထားတယ်ဖခင်ကြောက်လာအများနဲ့နောက်ကြတိန်90တန်နိုင်ပတ်ထားတာလူတန်မို့လားအချိန်လေးစားတာလူတန်မို့လားအချိန်လေးစားတာအချိန်မလေးစားမှတော့ဘာလဲအကောင်းစားတာကြီးရှောက်ပတ်တယ်ဟမ်တချို့တွေအိမ်မှာဖဏတ်ကိုအမကနိုင်ငံခြားပြဖဏတ်တွေဝယ်ထားတာအများကြီးပဲသွားလိုက်တော့ KTV တဲ့ KTV သွားဖို့ရေးမြတ်ဖဏတ်အကောင်းစားဝယ်ထားသေးတယ်ရှေးပလာနဲ့လည်းသွားနော်တေဖျားကြောက်လာစားမှာခြေပလာနဲ့လာလဲမင်္ဂလာရှိတယ်ဟာလေလုယာနော် ဖနက်အကောင်းစားဝတ်တဲ့ခြေတော့တဲ့လမ်းမှန်ကိုရှောက်တဲ့ခြေတော့ကမင်္ဂလာရှိတာမှတ်တာတော့ပြန်ပြောမယ်နော်အကောင်းစားဖနက်စီးတဲ့ခြေတော့တဲ့မှန်သောလမ်းကိုရှောက်တဲ့ဖနက်ကခြေပလာနဲ့လည်းမင်္ဂလာရှိတယ်အဲ့တော့တင်းမှာဖနက်အကောင်းစားရှိတာမရှိတာဘုရားစိတ်ဝင်စားဘူးတင်းဘယ်လမ်းရှောက်နေတယ်လဲပဲဘုရားစိတ်ဝင်စားတယ်မြန်မာအကောင်းစားတက်လားမတက်လားဘုရားစိတ်ဝင်စားဘူးတင်းဘယ်အရာကိုကြည့်ရှုနေလဲဘုရားစိတ်ဝင်စားတယ်အဲ့ဒါကိုသိစေချင်တာဖြစ်တယ်တန်ဖို့အမှန်ကိုနားလည်ဖို့လိုအပ်တယ်အဲ့တော့ဒီနေ့ဒါဝိဒ်ကသူ့ကြောင့်သားပါ ဟုတ်ပြီနော်ဒါပေမဲ့ဂေါလိယက်ကိုနိုင်ခြင်းအပေါ်မှာဒါဝိတ်ကဘယ်တော့မှဂုံယူခဲ့ဘာကြောင့်လဲသူတိုက်ပွဲမှာမဟုတ်တာတိုက်ပွဲတိုက်ဖို့သွားတာမဟုတ်ဘူးအစာကျွေးဖို့သွားတာနော်သူကသူ့အလုပ်ပဲသူလုပ်တာအဲ့တော့ဒီနေ့ကျွန်တော်တို့ယုံကြည်သူအယောက်ဆယ်တိုင်းကကိုယ့်အလုပ်ကိုလုပ်တတ်ဖို့လို့သလိုကိုယ့်ရဲ့တန်ဖို့ကိုလည်းကိုသိဖို့လိုတယ်ဘယ်အရာတွေမှာဂုံယူလဲပေါ့ဟုတ်ပြီနော်ကဲအဲ့တော့ကြည့်ရအောင်ဖခင်ကဧဝကို ခေါ်လာပြီးတော့အာရန်လက်ကိုအပ်တယ်ဘာလို့အပ်လဲစိတ်ချလို့ဘသူကိုစိတ်ချတာလဲ ဘုရုကိုစိတ်ချတာလဲအေဝါကိုစိတ်ချတာလားအာရကိုစိတ်ချတာလားအဲ့တော့ဒီအသင်းတော်မှာတယုတ်ဆရာရှိလိမ့်မယ်အသေးသူတင်သားရှိလိမ့်မယ်ဖခင်ကအသေးသူတင်သားကိုစိတ်ချတာတဲ့တယုတ်ကိုဘုစိတ်ချတယ်တင်းသူတင်သားကပျောက်တက်လားပျောက်တက်တာသူ့တဘာဝပဲအားနေတတ်တာသူ့တဘာဝပဲတင်းအုပ်ကစစ်လို့ရှိရင်တင်းတို့ကိုလိုက်ရှာလိမ့်မယ်လဲကြတတ်တာအသေးသူတင်သားရဲ့တဘာဝတိုးရဲ့တဘာဝပဲသို့တော့တိုးတိန်စစ်ရင်တင်းကိုဆွဲထုတ်လိုက်ပါဟာလေလုယား ်ဟုတ်ပြီနော်ဖျားစစ်ဖြစ်တော့ကြောင့်သင်တို့စီကိုအရောက်လာတာထိုယေရှုခရစ်တော်ဖျားဖြစ်တယ်အဲ့ဒါကိုသိရပဲအဲ့ဒါကြောင့်အေဝါကိုစိတ်ချတာမဟုတ်ဘူးအာဒံကိုစိတ်ချတာအာဒံဘယ်လိုပုံကိုလဲသိခြင်းရဲ့အေဝါပေါ်မှာဘယ်လိုဆက်ဆံတယ်လဲဆိုတာကြည့်အေဝါဟာ အောင်မြင်လှပနေတုန်းကအာဒံဒီအေဝါကိုချစ်လားချစ်လားအတိမစခင်တုန်းကချစ်လားအဲ့ဒါဆိုရှင် အာဒံဘလို့လူလဲဆိုတာအတီးမစားခင်တုန်းကအေဝါကိုဆက်ဆံတဲ့ပုံနဲ့အတီးစားပြီးတဲ့ချိန်မှာ အေဝါကိုဆက်ဆံတဲ့ပုံကိုကြည့်အာဒံဘလို့လူလဲဆိုတာသိပြောချင်တာကမကြဆင်းခင်အောင်မြင်နေတဲ့လှပနေတဲ့တန့်ရှင်းနေတဲ့အေဝါကိုအာဒံဆက်ဆံတဲ့ပုံနဲ့အတီးစားပြီးကြဆင်းသွားတဲ့တန့်ရှင်းမှုတွေရုပ်ရော်သွားတဲ့အေဝါကိုအာဒံကဆက်ဆံတဲ့ပုံကိုကြည့်အာဒံဘလို့ပုံကိုလဲဆိုတာသိတယ် တေဖြောင်းမှနေတော့ကတေကိုဆက်ဆံတဲ့ဖရာရဲ့သဘောနဲ့တေအပြစ်ထဲမှာကြဆင်းသွားတဲ့အချိန်မှာတေကိုဆက်ဆံတဲ့ဖရာရဲ့သဘောကိုကြည့်ရင်ဖရာဘလို့ဖရာမျိုးလဲဆိုတာသိတယ်တေဟိုဆရာတယောက်ကိုကြည့်နော်တထင်းဘလို့ဆက်ဆံလဲစင်းရသားကိုဘလို့ဆက်ဆံလဲကြည့်အဲ့တေဟိုရဲ့စိတ်ကိုသိဒီကနေ့ဒီကျွန်တော်အသိတော်မှာတထင်းလက်ဒီပုံပဲဆက်ဆံတယ်စင်းရသားလက်ဒီပုံပဲဆက်ဆံတယ်အေးမလားအေးမလားတထင်းကိုတစ်မျိုးစင်းရသားကိုတစ်မျိုးတင်လို့တစ်မျိုး တင်လာတာတစ်မျိုးဟိုလူကိုတစ်မျိုးဒီလူကိုတစ်မျိုးဆက်ဆံလို့ရှိရင်သိကြတယ်အဲ့ဒါစိတ်ချရတဲ့သူမဟုတ်ဒါပေမဲ့အာဒံကစိတ်ချရတယ်အာဒံကဘာဖြစ်ရလဲအေဝါကစိတ်ချလို့ရလားဒါပေမဲ့စိတ်ချလို့မရတဲ့အေဝါကိုဘုသူစီအတ်ဩစိတ်ချလို့ရတဲ့အေဝါစီအတ်တယ်ဘယ်နဲ့အာရစီအတ်ကမှာလို့အေဝါကစိတ်ချလို့ရလားအာဒံကစိတ်ချလို့ရလားအဲ့ဒါကြောင့်စိတ်ချလို့မရတဲ့အေဝါကိုဘုသူလက်အတ်လဲ တင်စိတ်ချလို့မရတာဘုရားသိတာပေါ့ဟုတ်ပြီတော့တင်လွှဲရတာဘုရားသိလားတင်လဲရတာဘုရားသိလားအဲကြောင့်တင်ကိုယေရှုလက်ကိုအပ်တာဖြစ်တယ်ဟာလေလုယာတင်ကတော့စိတ်ချလို့မရဘူးကျွန်တော်လည်းစိတ်ချလို့မရဘူးသို့တော့သူဘုရားသည်စိတ်ချရသောဘုရားဖြစ်တယ်အဲကိုသိရကဲအဲ့တော့စာဒံမလာခင်မှာဧဝသည်ဘုရားစကားနားထောင်လား 这弄么记得，皮？皮子真的没得好穿，几点？沙茶么那个嘛，一瓦的皮阿斯卡拿走了，拿走了，皮阿斯卡拿走啦？高了，啊、拿到高嘞、哦！高路拿到哪种啦？我高路哪种啦？哦。到六月的月节，表姐啊！六月的月节。这个月收六个，我拿了。 လောကကိုလှလားလှတယ်တရားဟောလားဟောတယ်နတ်စွန်းနေလားနမိတ်လက္ခဏာပြလားအဲ့ဒါကိုလှုပ်ရက်လို့ခေါ်တယ်ယူရွက်ချက်ယေရှုတရားဟောလားဟောတယ်တရားဟောဖို့လာတာလားနတ်စွန်းနေလားနေတယ်နတ်စွန်းနေဖို့လာတာလားလှုပ်ရက်နဲ့ယူရွက်ချက်ကိုကွဲဖို့လိုတယ်ပြောကြည့်အောင်ဘုရားကြောင့်လာတာကောင်းလားကောင်းပါရဲ့။တခြင်းဆိုတာကောင်းလားကောင်းပါရဲ့။အဲ့ဒါလုံရက်။အဲ့ဒါဆိုရှင် ဘာကြောင့်ဘုရားเจ้าကိုလာတာလဲအဲ့ဒါရည်ရွယ်ချက်ကျွန်တော်လူပြောဘွားတော်ကဘုရားเจ้าမှန်တယ်တေယုဆရာကချီးကျူးတယ်ကိုရဲ့လူငယ်လေးဖြစ်ပြီးတော့မှဘုရားတရားကိုယုံကြည်ရှာတယ်ချီးကျူးတေယုဆရာသူပြောတာကျွန်တော်မသိကိုရဲ့ဘုရားကိုချစ်ရှာတယ်သူပြောတာကျွန်တော်နားမလည်ကျွန်တော်သူသမီးကြိုက်လို့လားပြောကြည့်အောင်လောက်ရတဲ့ရည်ရွယ်ချက်ပြောကြည့်အောင်သူသမီးယောက်ျားတော့လိုက်သွားတာကျွန်တော်ဘုရားကြောင့်မတက်တော့ ကပြန်မိမယ်ဘုရားကြောင့်တက်တာကောင်းလားကောင်းပါဘူးဘုရားကရည်ရွယ်ချက်ကိုစိတ်ဝင်စားတယ်ဘုရားကြောင့်လာတာကောင်းပဲပဲလူကတော့အော်သူဘုရားကြောင့်တက်တယ်မဟုတ်ဘူးတချို့ကဘုရားစိတ်ဝင်စားလို့လာတာမဟုတ်ဘူးသူကြိုက်တဲ့သူရှိလို့လာတာတချို့ကအကျွေးလာတောင်းတာအကျွေးရရင်ပြန်သွားအောင်ဘုရားရတာကပြန်တယ်စိတ်ဝင်စားအောင်အကျွေးငါငါအကျွေးပေးပြောကြည့်အောင်လောရရနဲ့ရည်ရွယ်ချက်ပြောကြည့်အောင်လောရရနဲ့ရည်ရွယ်ချက်ကဲဘုရားစကားနားထောင်တာကောင်းလားကောင်းပါဘူးအဲ့ဒါကလောရမဟုတ်ဘူးလားရည်ရွယ်ချက် ားလို့နားထောင်တာမကြည့်နဲ့ဖြေဩဘာလို့နားထောင်လဲကောင်းလို့ဟွန်းကျေးဇူးတင်တယ်အဲ့လိုမဟုတ်တာတွေဖြေပေးလို့ကဲကျွန်တော်အကြောင်းလေးနည်းနည်းပြောပါကျွန်တော်အကြောင်းသားဘွားပေါ့လေနော်ခုနှစ်တန်းရှစ်တန်းဘဘူးငါးချက်ရငါးချက်တော့တကယ်ငါးချက်ပြောတာ ဒီခေတ်ကလေးတွေကြားဖို့မှာပေါ့ငါးချက်လက်ဖက်တစ်ခွနှစ်ချက်ပေးရအဲ့ဒီခေတ်မှာကျွန်တော်ဂရတီးတာကိုဂရတီးတချင်းလဲဆုံးကျင်တယ်တချင်းခွေဖွင့်ကျင်တော့ကိုယ့်ကိုယ်ခွေရတယ်အိမ်မှာအပြင်တချင်းခွေမရှိဘူးဖျားစင်းမရှိအခွေတစ်ခွေက30 30ဆိုလို့ရှိရင်ကျွန်တော်ဝင်နှစ်ရက်မုံမစားပဲစုရမဟုတ်ဘူးငါးချက်ရတာရောအခွေတစ်ခွေ30ပေးရတယ်ထွင်းတဲ့တချင်းနိုင်ပုံမှန်မျက်ရည်စမ်းများ နော်ဒီဒီကလေးတွေသိချင်မှသိလိုက်မယ်ထုတ်ရင်သေးစားနော်ကျွန်တော်တို့ခင်တော့တော့တကယ်ဂီတမော့စရာတပါပဲကျွန်တော် music သဘောကျတော့အဲ့ခွေလေးဝယ်ချင်တာကျွန်တော်အဲ့ဒါနဲ့ပတ်စံစုတော့နှစ်ရက်စုတာ30ဝယ်လာတယ်အိမ်မှာနားထောင်နိုင်ဘုံမှမြည်စံတာအာတချင်ချင်းတော့အဲ့ဒါနားထောင်နိုင်တဲ့စုညာလို့နေအဲဘယ်သူလာလာအဲ့ဒါလေးဖွင့်ပြအဲ့တချင်းလေးတီး ဲ့တငယ်ချင်းတွေကဘာပြောလဲဆိုတော့ကိုရဲကထွေးနေ crazy ကျွန်တော်မျိုးတွေကလည်းကိုရဲကထွေးနေ crazy ကျွန်တော်ဘာမှမပြောသေးဘူးတကယ်ကျတော့ကြောင်းမှာဘာပွဲတဲ့မြူရှိတယ်ဆိုတော့ကျွန်တော်သူတွေကဂီတာတီးခိုင်းတယ်ကိုရဲကိုရဲကမင်းထွေးနေတဲ့ချက်တီးရဲ့ဘာဖြစ်လို့လဲမင်းကထွေးနေ crazy လေဘာဖြစ်လို့ထွေးနေ crazy လို့မင်းစီလာလို့ရှိရင်ထွေးနေတဲ့ချက်ပဲဖွင့်တယ်ဟဲ့ငါ့မှာဒီတစ်ခွေပဲရှိတာလေဒီခွေမဖွင့်လို့ဘယ်ခွေဖွင့်ရမှာလဲ ကျွန်တော်တွေ့သိချင်းတီးတာဟုတ်လားတွေ့ချင်းချင်းနားထောင်လားတချင်းတီးလားဘာလို့နားထောင်လဲတခြားနားထောင်ကြာကပြန်မေးမယ်အေးဝဘုရားစကားနားထောင်လားနားပါပဲဘုရားစကားနားထောင်တာကောင်းလားကောင်းပါပဲဘာလို့နားထောင်တာလဲတခြားနားထောင်တာစကားလဲရှိလို့ဒီစကားပဲရှိတာလေတခြားဘာသွားနားထောင်မလဲဟုတ်ပြီနော် ကဲကျွန်တော်ကလည်းပြောကြည့်အောင်ရွေးစရာမရှိလို့တင့်ကိုရွေးတာအစ်စ်မဟုတ်ပါပြောကြည့်အောင်ကိုဘေးကိုကြည့်လိုက်ကဲပြောပြန်ပြောကိုဘေးကိုကြည့်ပြီးပြောရွေးစရာမရှိလို့နင့်ကိုရွေးတာအစ်စ်မဟုတ်ပါပြောတခါဘုရားကြောင့်တကြောင်ပါအတိတ်သူစဉ်းစားအများကြီးပဲရှိတယ်ဒါပေမဲ့အိမ်တော်တိုင်းကြီးပဲအပြိုဆိုလို့ကော်မတီတယောက်ပဲရှိတယ်ဟုတ်လား အဲ့တော့အဲ့ကလူတွေအားလုံးကသူ့ဝိုင်းကြိုက်ဟုတ်လားဝင်ရဲ့အဲ့ကောင်ကလည်းဂုံယူနေတယ်ဝင်လေဖျားချောင်းအကောင်လေးအားလုံးငှပဲကြိုက်တယ်နင့်မကြိုက်လို့ဘယ်သူကြိုက်ရမှာလဲအပြိုစလို့သူ့တယောက်ပဲရှိတာကျွန်တော်ကလုံးအိမ်တော်တွေနဲ့အဖွားကြီးတွေကြီးပဲအဲ့ဒါနဲ့ပဲတရက်ကြတော့မိသားစုစုပြောင်းလို့အဲ့မှာကောင်မလေးတယောက်ပါလာတော့အခုတော့အဟိုကောင်မလေးသွားကြိုက်ပြန်အဲ့တော့မှသဘောပေါက်သွားတယ်အရင်တော့အဲ့ကောင်လေးငှကြိုက်တာကြိုက်စရာမရှိလို့နင့်ကြိုက်တာဘေးကြည့်ပြီးပြောကြိုက်စရာမရှိလို့နင့်ကြိုက်တာပြောလိုက် ကဲအဲ့ဒါဆိုလို့ရှိရင်ဘာဘယ်အချိန်ထိမသိသေးဘူးလဲရွေးစရာမပေါ်ခင်အချိန်ထိမသိသေးဘူးဒီတတယ်လုံးမှာဒီဘုရားကျောင်းတစ်ချောင်းပဲရှိနေသေးရင်ဘုရားကျောင်းကိုအကုန်လုံးလာတက်တယ်ဘာကြောင့်လဲရွေးစရာမရှိလို့တခြားကျောင်းတွေပေါ်လာပြီးရေဆိုသိလာလိမ့်မယ်အခုကျွန်တော်ရန်ကုန်မှာဒီနေရာနေရာတော့သိမသိတာကျွန်တော်ရန်ကုန်မှာဘုရားကျောင်းတွေကြည်လိုက်အိုးလှလိုက်တာဘုရားကျောင်းတွေအဲ့ဒါပါဝင်နေတဲ့သူတွေလည်းလှတာ ်ဖျားရှိမရှိတော့မသိဘူးရှခိုးချင်စိတ်ကိုပေါက်တာလှလုံးလို့ဖျားเจ้าကြီးကဖျားတော့မလို့တော့ဘူးထိုင်ရှခိုးချင်စိတ်ပေါက်အရန်ပရိုကြသွားတာပေါ့နော်ဘာကြောင့်ဖျားရဲ့တရားရဲ့ကအေးတယ်ဘာကြောင့်လဲအဲကွန်းလေးဖွင့်တာတော့ဖျားကြောင့်တော့ဝင်ပြီးအိတ်လိုက်ရှင်းဘာကြောင့်အဲကွန်းတော့ရှော့ဟာခန္ဓာအပြင်စင်တွေကလေအလားဆူတောင်းတာကလေဆူတောင်းတာပါလေအလုံးဖျားတော့မသိဘူးကိုယ်အိတ်ထဲရှိတာထုတ်ပြေးလိုက်ချင်းတာ ဆူတောင်းတာအဲ့လောက်ဒီကိုကောင်းတာသူကောင်းမကောင်းတော့ကိုလည်းမသိဘူးလေနော်ရွေးစရာတွေများလားကျွန်တော်တို့ဖျားချောင်းပြင်းစရာကြီးကျွန်တော်တို့ဖျားချောင်းဒါပဲဒီနေ့အထိဆယ်စုနှစ်ကျော်လာကျွန်တော်သိတော့မှာပါဝင်နေတဲ့သူတွေတခြားကြောင်းတောင်းတာဘာကြောင့်လဲကျွန်တော်တို့ကြောင်းမှာအစီအစဉ်မကောင်းဘူးနှုတ်ကပတ်တော်ပဲဟောတယ်ဟုတ်ပြီနော်ဘာ performance မှမရှိဘူးဆယ်စုနှစ်ကျော်လာပြီဒီအစီအစဉ်တိုင်းပဲသွားတယ်တေကြတာက နှုတ်ကပတ်တော်အစ်စ်ကိုပဲဟောတယ်ဟာလေလုယာလောကကြောင့်ဘာမှလည်းမပြောဆူတောင်းတယ်နိုင်ငံတော်တောင်းတယ်တသက်ကံချက်တွေလာကြည့်လိုက်ပါလုပ်ငန်းအောင်မြင်တာတွေဘာတွေမရှိဘူးဖခင်ကိုယ့်အထက်မှာပြောင်းလဲပေးတဲ့အရာကိုပဲတသက်ခံတယ်ဟာလေလုယာကိုယ့်အပြင်မှာအိမ်ပြောင်းသွားတာကိုတသက်ခံတဲ့သူမရှိဘူးအိမ်အသေးကနေအိမ်ကြီးသွားတာမဟုတ်ဘူးဇာတိပဂရိမှာဝိညာဉ်ပဂရိမဖြောင်းမချင်းမဖြောင်းမချင်းညင်ကျူးချင်းမတန်ရှင်ချင်းအဲ့ဒါကိုပဲတသက်ခံတယ်ဟာလေလုယာပြင်းစရာကြီးပဲအံ့ဩစရာကြီး ကိုစီကလူတွေဘယ်မှမသွားဘူးရွေးစရာအများကြီးရှိတယ်အများကြီးရှိတဲ့ထဲကမှဒီနေရာကိုပဲလာရင်တေကြတယ်သူဒီနေရာကိုတကယ်ချစ်လို့လာတာပေါင်းစရာမရှိလို့တင့်ကိုလာပေါင်းနေအဲ့ဒါအစ်မဟုတ်သေးဘူးပေါင်းစရာတွေအများကြီးရှိပါရဲ့နဲ့တင့်ကိုလာပေါင်းရင်တကယ်ပဲတင့်ကိုမြစ်တာရှိလို့လာတာသွားစရာမရှိလို့ဒီနေရာကိုလာရင်အဲ့ဒါအစ်မဟုတ်သေးဘူးသွားစရာတွေအများကြီးရှိပါရဲ့နဲ့ဒီနေရာကိုပဲလာတယ်ဟဲ့ဆိုရင်အဲ့ဒါတကယ်တစ္ဆာရှိပြီးတော့မှမြစ်တာနဲ့ပြည့်တဲ့သူဖြစ်တယ်အေးမလား ဒီကာလကပို့ပို့ပြီးတော့မှတိတာလာအရှင်ဆုံးပြောလို့ရှိရင်ကျွန်တော်ရန်ကုန်ပါသလို့ရှိရင်အတင်းတော့တင်းအောင်ဆရာရဲ့သားသမီးတွေကိုယ်တိုင်တော့မှသူတို့ဘုရားကျောင်းမှာမပါဝင်တော့တခြားဘုရားကျောင်းတော့ပါဝင်တယ်သူများဆိုရင်တော့ပြောမနေနဲ့တော့ဟွတစ္ဆာဆိုတာလကားပဲပုံမြင့်တဲ့နေရာစီပဲသွားရှင်ကြတဲ့သူပဲများလာတယ်အဲဆိုသခင်ယေရှုကကောင်းကင်ကနေမြေကြီးလာမြေကြီးကနေကောင်းကင်လာကောင်းကင်ကအဲဆိုမြင့်ရတဲ့နေရာကိုလာလားနေရာနေမြင့်ရာကိုသွားလားမြင့်ရာမြင့်ရာ ကျွန်တော်တို့ကနေ့ရနေပြန်ကိုတက်ချင်တာကျွန်တော်တို့ကပိုကောင်းတာကိုလိုချင်တဲ့သူကတစ္ဆာတရားကိုနားမလဲဘူးအဲ့ဒါကိုသိဖို့လိုလိမ့်နော်ကြဲအဲ့တော့ဒီကနေ့ဧဝဖျားစကားနားထောင်တာကောင်းလားလို့မြင်ရင်ကောင်းတော့ကောင်းတယ်။ဘာယူရချက်နဲ့နားထောင်လာလဲဆိုတော့ရွေးစရာမရှိသေးလို့ဘယ်ချိန်မှသိလဲ။နောက်စကားရောက်လာတဲ့ချိန်မှသိ။စာရန်စကားရောက်လာတဲ့ချိန်မှရွေးစရာရှိသွားပြီလား။အရင်တော့ကတော့စကားတခွန်းနဲ့ရှိတယ်။မစားနဲ့စားရဲ့ ်ပြင်မယ်ဒီတခုမှရှိတယ်အခုစာရံစကားရောက်လာမရောက်ခင်အထီတော့ဖရာစကားကိုနားထောင်တယ်ကဲကျွန်တော်မေးမယ်တရားလူတွေစာရံစကားနဲ့ဖရာစကားဘယ်ဟာနားထောင်မလဲဟမ်ရှောက်ပြောမနေအေးဝါတော့နားမထောင်တရားပါမလို့နားထောင်ကြည့်လိုက်ပါဦးဘာကြီးဒီကနေ့ဖရာเจ้าတစ်เจ้ามาลูซีจีนเลยนึกว่าတော့မဟုတ်နဲ့တခါတည်းมาလိုက်นึกว่าတော့ဟောရင်လူမစီတော့ နားအရသာရှိတဲ့ဟာပဲဟောဖះเจ้าလူပြည့်ဟုတ်ပြီနော်ခန္ဓာနဲ့သက်ဆိုင်တဲ့ဟာပဲပြောအောင်မြင်ခြင်းကြောင့်ပြောကြွယ်ဝခြင်းကြောင့်ပြောလောကနဲ့ပတ်သက်တာပြောဖះเจ้าလူပြည့်ကိုပြည့်တယ်တေးကြတယ်ဖះပဲမရှိတာကျန်တာအကုန်ရှိတယ်အဲ့တော့ဒီနေ့ခေတ်ကဘာခေတ်လဲဆိုရင်ကိုးကွယ်ခြင်းတော့ကိုးကွယ်ခြင်းပဲတိနာတောင်ရဲ့ကိုးကွယ်ခြင်းပြောကြအောင်ဘာကိုးကွယ်ခြင်းလဲတောင်ပေါ်မှာမိုးရှိရက်40မုတ်ကမစားရေကမတော့ထောက်ရဖះကိုးကွယ်တောင်အောက်မှာအာယုံနဲ့ဣဒိရာလူသိမ့်သန်းချီတယ်နွားကိုကိုးကွယ်တယ်ပါကိုကိုလည်း သူတို့ပြောတော့ဗါလဲကိုးကွယ်ခြင်းဒါပေမဲ့ဘုရားကပြောလဲဖောက်ပြန်နေကြပြီဘုရားကပြောလဲဖောက်ပြန်နေကြဒါပေမဲ့သူတို့တွေကပြောတယ်ငါတို့ကလုံးနေကြတာလဲဘုရားကပြောလဲလူတွေကပြောလဲလူကဘလောက်ထိယုံကြည်သူတွေတမာရရမဲ့လဲဆိုရင်ဖောက်ပြန်ခြင်းနဲ့ကိုးကွယ်ခြင်းကိုတော့ပိုင်းခြားပြီးမသိဘူးတကယ်တော့ဖောက်ပြန်နေတာဘာလုပ်နေတာလဲဖောက်ပြန်နေတာဒါပေမဲ့သူတို့ကသူတို့ကဘာတစိကလဲငါတို့က worship ပါငါတို့ကကိုးကွယ်တော်သူ မားเสียရှာလို့ဖះနဲ့နွားတော့မားရတယ်လို့နော်အဲ့ဒါကိုသိရအဲ့ဒါကျွန်တော်တို့ကပြောတယ်ငါတို့ကစာနံစကားဘယ်နားထောင်မလဲဖះစကားနားထောင်မှာပေါ့နားထောင်ကြည့်လိုက်ပါဦးအရင်ဖះစကားဒီဘယ်တုန်းကမှနူးညံ့မှုမရှိခဲ့ဒါပေမဲ့ပြက်သားတယ်တိကျတယ်ထာဝရထိတည်ဟာလေလုယာဖះစကားနားထောင်လို့မကောင်းနားထောင်တဲ့အခါမှာသိရင်အသက်တာကောင်းသွားတယ် စာရင်စကားကနားထောင်လို့ကောင်းတယ်။ဒါပေမဲ့သင်ရတက်တာစုပ်ပြတ်တက်တဲ့အထိကိုဖြစ်သွားတယ်။အဲကြောင့်စာရင်ဒီရုပ်ကိုကြည့်လိုက်ရုပ်မဆိုကြည့်လို့ကောင်းတယ်။ရည်ရွယ်ချက်ဆိုတာအကြံစီဆိုတာ။ဟောပြီတော့ပြပြမယ်နော်။စာရင်ရုပ်ကိုကြည့်လိုက်ရုပ်ဆိုတာဆိုဘူး။ဝေယုံနန်းနေပေါ့ဘူးနော်။ဂျိုးရီဆွဲတယ်မဟုတ်ဘူးနော်ခရစ်စမတ်ကျရင်လာတော့မယ်ဂျိုးရီဆွဲတယ်အမလေးကြောက်လိုက်တာကြောက်လိုက်တာအဲယုံနေပဲတော့မှမလာဘူးနော် ဲ့ဒါကြောင့်အေဝသည်ဘုရားစကားထားတော့ပါလဲဟမ်အဲ့တော့နားနဲ့ရှင်ပြီးရွေးရယ်ဘယ်တော့ကမှဘုရားစကားကစာရစကားကိုမကြုံနိုင်ဘူးဘာနဲ့ရှင်ပြီးရွေးကဲမေးမယ်အစာစားရင်ဘယ်ကစားလဲကဲအစာစားဘာအတွက်စားတာဘိုက်အတွက်စားတာအဲ့ကြောင့်ဘိုက်ပူလာတာပေါ့တမကြီးအစာစားရင်ဗဇက်ကစားတယ် ကြီးရင်ပါးစပ်တော့ပဲကြီးတာမဟုတ်ခန္ဓာကိုယ်တစ်ခုလုံးတစ်ပြိုင်တည်းကြီးတယ်မှတ်မယ်နော်အစာစားရင်ဘယ်ကစားလဲပါးစပ်တော့ပဲကြီးရတာဘလို့ကြီးရလဲခန္ဓာကိုယ်တစ်ခုလုံးတစ်ပြိုင်တည်းကြီးတယ်ဆိုတော့အစာစားတဲ့အခါမှာနှစ်မျိုးရှိတယ်အရသာနဲ့အာဟာရပြောကြည့်အောင်အရသာနဲ့အာဟာရကဲမေးမယ်နော်အစာစားရင်ကိုယ်ကြိုက်တာစားလားတဲ့တာစားလားကိုယ်ကြိုက်တာစားလားဟမ်အေးကြိုက်တာစားလို့အဲ့လိုဖြစ်တယ် လူကတဲ့တာစားရင်ကျန်းပါတယ်ကြိုက်တာစားရင်ပါဇက်အတွက်အဆင်ပြေတယ်ခန္ဓာကိုယ်ကရေရှည်အတွက်ဆိုရင်ယောဂအောင်ဆူဆောင်းတယ်အဲ့ပါဇက်ကပဲနော်အဲ့တော့ပါဇက်ကအရသာကိုသိတယ်အဟာရအောင်မသိခန္ဓာကိုယ်ကအရသာကိုမသိဘူးအဟာရကိုပဲသိလူရဲ့နားကလေကောင်းမကောင်းကိုပဲသိတယ်အသက်ကိုမသိဘူး လူရဲ့ဝိညာဉ်ကအသက်ကိုပဲသိတယ်။ကောင်းမကောင်းကိုပဲမသိ။ဟုတ်ပြီနော်။တချို့အစားစာတွေကဗဇက်နဲ့တည့်။ဗဇက်တော့စင်ပြေတယ်ခန္ဓာနဲ့မတည့်။ဟုတ်ပြီနော်။ဘာနဲ့စင်ပြေလဲ။ဗဇက်။ဗဇက်တော့စင်ပြေတယ်။ဘာနဲ့မတည့်ဘူးလဲ။ခန္ဓာနဲ့မတည့်။အဲ့တော့ဒီနေ့ဗဇက်ကိုအလိုလိုက်ရင်ခန္ဓာထိခိုက်တတ်တယ်။ပြောကြည့်အောင်။နာကိုလိုလိုက်ရင်ဝိညာဉ်ထိခိုက်တတ်တယ်။နာကို တချို့တရားဟောချက်မမှန်နားထောင်နေနော်ကြည့်လိုက်သူ့ရဲ့အသက်တာတွန်းပတ်တက်လာတာဘာဖြစ်လဲသိလား तू နားထောင်နေတရားဟောချက်မှားနေလို့လူတိုင်းအစာမမှန်စားတာပဲအစာမမှန်စားရင်သင်ကျန်းမာရမယ်အစာမမှန်စားရင်သင်ရဲ့အသက်တာတိုးတက်မှာမဟုတ်ဘူးလားဒါပေမဲ့တချို့တွေကအစာစားရင်လည်းပဲကင်ဆာဖြစ်သွားတာအစာကြောင့်ဖြစ်မစားလို့ဖြစ်တာလားမဟုတ်ဘူးစားရင်လည်းဖြစ်တာအစာကြောင့်ပဲဒုက္ခရောက်တာတချို့တွေကမဟုတ်တာလို့လို့ဖြစ်တာမဟုတ်ဘူးနော်တချို့တွေသူများနဲ့ပေါင်းမရတာတရားဟောချက်ကြောင့်မဟုတ်တာတွေရှောက်နားထောင်တော့သူများနဲ့ပေါင်းလို့မရတော့ အလွဲတွေရှောက်နားထောင်လို့အဲ့လိုပဲအစားစားတဲ့ခါမှာကြိုက်တာတွေရှောက်စားတဲ့ခါမှာခန္ဓာကိုယ်ကကျန်းမာလာတာယောဂဖြစ်လာလားယောဂယောဂဖြစ်လာတာထုံနေတူပဲဒေသနာနားထောင်တဲ့ခါမှာအတ္တဝိညာဉ်နဲ့ဆိုင်တဲ့တမာတရားကိုနားမထောင်ပဲကိုယ်ကြိုက်တာနားထောင်ရင်အဲ့ဒီသူကယောဂဖြစ်လာတယ်အဲ့ဒီလိုပဲဖြစ်လာတယ်ယောဂဖြစ်လာတယ်တရားဟောချက်နားထောင်ရင်ဖြစ်တာနော်တရားဟောချက်နားမထောင်လို့ဖြစ်တာမဟုတ်ဘူးအဲ့တော့ဒီကနေ့ဖျားစကားဆိုတာတမာတရားဖြစ်တယ်နားရတာခံပြီးနားထောင်မှမဟုတ်ဘူးကောင်းပြီဤတိဝိညာဉ်တော်ဖြစ်တယ်ဟာလေလုယာ